ယဝင်အစိုးရအဖြစ်အတိမတ်ပြုပေးပါခင်ဗျာဆိုပြီးတော့ကိုရီးယားသမ္မတအစ်စ်ကိုတဝင်းလောကပေးဖို့ပြီးအတနာခံတောင်းဆိုကြတယ်เนาะဒူဝါလက်ချီဝါရုပ်စုအဲကျွန်တော်တို့ကျွန်တော်တို့အန်ယူဂျီဟာမြန်မာနိုင်ငံရဲ့တရားဝင်ဆိုတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုတရားဝင်အသိမှတ်ပြုပေးပါဆိုပြီးတော့သမ္မတအစ်စ်ထံကို သူတို့တောင်းဆိုကြရဲအတနာခံကြရဲပြီးတော့တစ်ဆက်ခင်မှာပဲဟာတောင်ကိုရီးယားတမရတက်ကနယူတော်လိုင်းရေးမှာဟာလက်တော်ဆောင်ထောင်ပြီးတော့သူတို့အားပေးရလို့ဖြစ်တယ်။ဒါကြောင့်မလို့ဒီတမရတက်လက်ထက်မှာဟာတောင်ကိုရီးယားမှာရှိတဲ့မြန်မာနိုင်ငံသားတွေဘယ်လိုမျိုးအလားအလာကောင်းတွေရရှိနိုင်ပါရဲလို့နယူတော်လိုင်းရေးမှာဘယ်လိုမျိုးအခွင့်အလမ်းကောင်းတွေရရှိနိုင်ပါရဲဆိုပြီးတော့မဆားရောင်ဝါခမန်းနေမဆားရောင်ဝါခမန်းနေလော်ကဲအော်ကဲတမရဟာလုံးလုံးစဲမှာတော့ရှိနေငါမှာထောင်လုံးလုံးကြာရတဲ့ဖွားကိုချောက်သွားပြီဖြစ်ပါရဲ့ခမားတို့ဒီမိုကရေစီတို့ဖက်ဒရယ်တို့တိုင်းရင်းသားရေးတို့ကုတ်ပြည်နယ်ကိုအထုတ်ခွင့်ရဖို့ဆိုလူပိန်းကြိုက်တယ်နဲ့လူကြားက ောင်းတော့ကတ်လိန်ကတ်ချက်ပြောနေတာဖြစ်တယ်ကတ်လိန်ကတ်ချက်ပြောနေချင်တာဖြစ်တယ်ဆိုတော့ဒီလိုမျိုးတရားသူပုံမှာသဘောထားမမှန်ဘူးကိုယ့်ပြည်သူလူထုပုံမှာလည်းသဘောထားမမှန်ဘူးเนาะတို့တို့ Federal နဲ့ Democracy နိုင်ငံတို့တိထောင်မဲ့ပြောပြမိမယ်ကျွန်တော်တို့ဟာရွေးကောက်ပွဲနဲ့ချင်းပါပြီးတော့မဲပေါင်းထောင်ပြီးဒီမိုကရေစီနိုင်ငံကြောင်ဒေသခံပြည်သူတွေဥမာ KNU ရဲ့ကော်တူးလီနိုင်ငံတော်ထဲမှာတထုံခင်းပါတယ်မွန်ပြည်နယ်ဒါဆိုရင်အဲ့ဒီမွန်နေကရောတို့ပြည်နယ်ကိုမွန်နေရဲ့ပြည်နယ် တကယ်ရင်းချင်းမှုစင်လာကြည့်ပါရဲမုံလုံးမျိုးတွေနဲ့မျိုးကိုကင်းကသိမ့်သွားလို့ရှိရင်လက်ခံသလားလက်မခံဘူးဆိုလို့ရှိရင်အဲ့ဒီကင်းရဲ့ယူကလက်မခံတဲ့မုံတိုင်းရင်းသားတွေကိုလက်နက်ကအနိုင်မကျင့်ပါဘူးလို့ဘယ်တော့မှအာမခံချက်မပေးနိုင်ဘူးဆိုတော့ခင်ဗျားတို့ကနော်ခင်ဗျားတို့ကမအားလားပြုတ်ကြရင်ပြီးရောဆိုတော့ခွေးအုံနောက်လေးခင်ဗျားတို့ရဲ့ဖြုတ်အုံနောက်လေးနဲ့စကားကိုလည်းလည်းမပြောနဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကောတူလေးနိုင်ငံထူထောင်မိအပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်တဲ့မပူတူရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ မမလို့တွေ့မှာလေးပါရှင်ဒီနေ့နောက်25ခုနေ65ရက်နေ့ဖြစ်ပါတယ်ရှင်းနေငါမှာထောင်းလုံးလုံးကြားရတဲ့ဒီစကားလေးကကျမတို့မြန်မာပြည်အားလုံးနဲ့ရှင်းနေပေးတဲ့စကားလေးတစ်ခုဖြစ်နေတယ်လက်ရှိကျမတို့မြန်မာနိုင်ငံရေးမှလည်းရှင်းနေငါမှာထောင်းလုံးလုံးကြားတယ်အဲ့ဒါပါလဲဆိုတော့လက်ရှိမှာကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခသည်တွေကိုလက်ခံမဲ့ခေါ်ယူမဲ့အစီအစဉ်တွေလုံးဝရပ်ဆိုင်းလိုက်ပြီ ကိုရီးယားကိုမြန်မာနိုင်ငံသားရှေ့တောင်ဒုက္ခတွေတွေကိုရီးယားနိုင်ငံကလုံးဝလက်မခံတော့ဘူးဆိုပြီးတော့ကိုသူတို့ကိုရီးယားမှာရှိရင်သူတစ်ဖက်မျိုးသားရေးဝါဒီတွေပေါ့ကိုရီးယားမှာလည်းသူတို့နိုင်ငံမှာအဓိကမျိုးသားရေးကိုအခြေခံတဲ့မျိုးသားရေးဝါဒီတွေရှိရင်ထိုင်းနိုင်ငံမှာလည်းမျိုးသားရေးဝါဒီတွေနိုင်ငံနဲ့နိုင်ငံတိုင်းမှာသူတို့နိုင်ငံမိမိနိုင်ငံမိမိနိုင်ငံရဲ့မျိုးသားစိုးစီးပွားမိမိနိုင်ငံရဲ့မျိုးသားလုံခြုံရေးဆိုတဲ့အခြေအနေပေါ်တွေမှာတော့အသက်ပေးပြီးလှုပ်ဆောင်နေကြတဲ့မျိုးသားရေးဝါဒီတွေရှိကြတယ်ဆိုတော့အဲ့ဒီကိုရီးယားမျိုးသားရေးဝါဒီတွေရဲ့တက်ွက်မှုကြောင့်လက်ရှိမှာကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားဒုက္ခတွေတွေကိုခေါ်ယူမဲ့အစီအစဉ်ရဆိုင်အဲ့ဒါဘာလဲဆိုတော့ကိုရီးယားမှာတမန်အစ်တက်တန်ရှင်းမှာ ီဒီဒုက္ခတဲ့ဖွဲ့နော်ဒီဒီဝရန်ဒီအန်ယူဂျီဖွဲ့ကနေပြီးတော့ကျွန်တော်တို့အဲလိုဂျီကိုမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ်အတိမတ်ပြုပေးပါခင်ဗျာဆိုပြီးတော့ကိုရီးယားတမန်တော်အစ်စ်ကိုတော်ဝင်လောကပေးဖို့ပြီးအတနာခံတောင်းဆိုကြတယ်နော်ဒူကလက်ချီဝါတော့အုပ်စုအဲကျွန်တော်တို့ကျွန်တော်တို့အန်ယူဂျီဟာမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကိုတရားဝင်အတိမတ်ပြုပေးပါဆိုပြီးတော့တမန်တော်အစ်စ်ထံကို တောင်းဆိုကြရဲအတနာခံကြရဲပြီးတော့တစ်ဆက်ထဲမှာပဲဟာတောင်ကိုရီးယားတမရတက်ကနယူဒေါ်လာရေးမှာဟာလက်တော့ချောင်းထောင်ပြီးတော့သူတို့ကအားပေးရလို့ဖြစ်တယ်။ဒါကြောင့်မလို့ဒီတမရတက်လက်ထက်မှာဟာတောင်ကိုရီးယားမှာရှိတဲ့မြန်မာနိုင်ငံသားတွေဘယ်လိုမျိုးအလားအလာကောင်းတွေရရှိနိုင်ပါတယ်လို့နယူဒေါ်လာရေးမှာဘယ်လိုမျိုးခွင့်လန်းကောင်းတွေရရှိနိုင်ပါတယ်ဆိုပြီးတော့မဆိုင်ရဝါကမန်နီမဆိုင်ရဝါကမန်နီလော်ကေအော်ကေတမရဟာလုံးလုံးဆယ်မှာတော့ရှိနေငါမှာထောင်လုံးလုံးကြာရတဲ့အွားကိုချောက်သွားပြီဖြစ်ပါတယ်။နော်ရှိမှလည်းပဲဒီလိုဖြစ်စင်ရှိတယ်။ ကဘာလဲဆိုတော့ထိုင်းနိုင်ငံမှာမူဖော်ဝဲပါတီအနိုင်ရတော့အဲ့ဒီမူဖော်ဝဲပါတီခေါင်းဆောင်ပီတာရဲ့ဘုန်းကိုမြန်မာပြည်မှာရှိတဲ့ဘုံကျုံအုပ်စုတွားပြီးတော့ဘုံမှာကြတယ်ပီတာရဲ့ဘုန်းကိုမောကြတယ်ထိုင်းမှာပီတာကဝင်ကြီးချုပ်ဖြစ်လာတဲ့အတွက်သူတို့အန်ယူဂျီကဘယ်လိုဖြစ်တော်မလဲမေဦးဒေါ်လာရေးကဘယ်လိုဖြစ်တော်မလဲဆိုပြီးမဆားရဝါခမန်းကြီးပြောခဲ့ချတယ်တရှိတောင်ကိုရီးယားသမရတစ်ကိုလည်းသူတို့အဲ့ဒီလိုပဲဟောတွားပြီးမှရဲသူတို့ကိုအစိုးရအဖြစ်အတိမတ်ပြုပေးဖို့တွားပြီးအတနာခံပေးမယ်အလက်ရှိမှာတော့ရှင်းနေငါမှာထောင်လုံးလုံးကြာသွားတာစိတ်မကောင်းကြပါဘူးအဲ့ခုကတော့ ကဲယူသူတို့ကအားလုံးရဲ့နိုင်ငံရေးအိမ်မက်နိုင်ငံရေးညီမချက်ကပေါ်တူလီနိုင်ငံတော်ဖြစ်တယ်ဆိုပြီးပြောသွားတယ်ပေါ့ဒီပေါ်မှာဘယ်လိုမျိုးထင်မြင်ယူဆချက်ပေးခြင်းလဲဆိုပြီးကျွန်တော်မေးကြတယ်လို့ရှိတယ်တုံ့သက်ပေးပါလို့ပြောကြတယ်လို့ရှိတယ်ပေါ်တူလီနိုင်ငံတော်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့2020နဲ့2023တွေကကျွန်တော်ထပ်ခါထပ်ခါပြောခဲ့မှုပါတယ်အခုတော့အဲ့ဒီအရင်ပြောထားတဲ့ဘီဒီယိုဖိုင်ကိုပဲပြန်ပြီးတင်ပေးကြည့်ပါမယ်ကဲယူရဲ့ပေါ်တူလီနိုင်ငံတော်ပေါ်တူလီအိမ်မက်ဆိုပါလေနားထောင်ကြည့်ပါဒီအရွာဒီနိုင်ဒီမိုကရေစီကိုအခြေခံတဲ့ဖရဲနိုင်ငံတော်တိစောက်ဖို့အတွက်သူတို့တွေကိုတူးလေးဆိုရခွဲတော်မြင်တယ် ကွတ်ဒေတာကိုအုပ်ချုပ်ခွင့်ရဖို့ကွတ်ပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လည်းတို့တွေလက်နက်ကိုင်းပြီးတော့တော်လှန်ပုံစံမျိုးဖြစ်နေတယ်။ဒါဆိုလို့ရှိရင်တမဟာတက်တမနဲ့တမဟာသုံးတမဟာလေးဆိုတာကွတ်ပြည်နယ်လားတမပြည်နယ်လား။တမဟာတက်တရုံခရိုင်ဆိုတာကရင်ပြည်နယ်လားမုံပြည်နယ်လား။ပြောတော့ကွတ်ပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လက်နက်ကိုင်းပုံစံနဲ့ဆိုရင်ဘာကြောင့်တမပြည်နယ်လဲကိုတော့နေချင်းနေရတယ်။တမဟာနှစ်သုံးဆိုတာနော်ညောင်လေးပဲခရိုင်တို့တောင်ခရိုင်တို့ကရင်ပြည်နယ်လား။ကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့လက်နက်ကိုင်ပုံစံနဲ့ဆိုရင်ဒါကင်းပြည်နယ်လားဗမာရဲပြည်နယ်လားအဲ့ဒီဒေသတွေမှာဖြစ်ဆက်ဆက်ကင်းပြည်နယ်ကအုပ်ချုပ်ခဲ့ရတာဗမာမင်းတွေကထိနေဆုံးဆိုင်အုပ်ချုပ်ခဲ့ရတာကိုပြည်နယ်ကိုအုပ်ချုပ်ခွင့်ရဖို့ဆိုရင်ဘာကြောင့်တရားနေမှာလဲရှင်းနေရတယ် ်တမဟာလေးတဝဲခဲရတဝဲဆိုတာကရင်ပြည်နယ်ကတနင်္လာရီတိုင်းလားတနင်္လာရီတိုင်းဖြစ်တယ်ကိုပြည်နယ်ကိုအထုတ်ခွင့်ရဖို့ဆိုလက်နက်ကင်ပြီးတော့ကျွန်တော်တို့ကတော်လန်ပုံကံပါလေဆိုပြီးတော့အမှန်တကယ်တော့လက်နက်ကင်ပြီးသူများနေမိလို့နင်းချဲနေချင်ဖြစ်တယ်ဒါဆိုရင်အဲ့ဒီပြည်နယ်တွေမှာအခုတက်ဖုံးခိုင်ရင်ပြောမှာတရဲနေကသူတို့ကော်တူးလေးဆိုရဖွဲ့ရခိုင်းအဲ့ဒီတရုံကရင်မှာရှိတဲ့မူလူမျိုးတွေကို မဲပေါ်ရေးထောင်မီဒီမိုကရေစီနည်းလမ်းကြောင့်ရွေးကောက်ပွဲကျင်းပပြီးအုံချုံမယ်လို့ခင်ဗျားတို့ထင်သလားအဲ့ဒီနိုင်ငံရေးအာမခံချက်ကိုကင်းရည်ပါပေးသလားဒါဆိုရင်ဘူရိုင်းရှေ့တန်းကဗမာရဲ့နေမျိုးကိုကင်းရည်ယူမှာနော်တို့လည်းနေမျိုးပြီးချက်ပြင်လာတယ်အဲ့ဒီနေနေမှာဒီမိုကရေစီနည်းလမ်းကြောင့်ရွေးကောက်ပွဲကျင်းပပြီးနိုင်တဲ့လူကအစိုးရခွဲထဲမှာဖွဲ့စည်းပြီးအုံချုံမယ်လို့ခင်ဗျားတို့ထင်သလားအဲ့ဒီနိုင်ငံရေးအာမခံချက်ကိုပေးသလားဟုတ်အဲ့ဒီဒေသမှာရှိတဲ့ဗမာရဲ့နဲ့ဒဝဲရီနဲ့တခြားသောတိုင်းရင်းသားတွေကကုဒေသကိုအုံချုံခွင့်ရဖို့ဆိုပြီးဒီမိုကရေစီနည်းလမ်းကြောင့်ဖြုတ်တော်ကိုယ်တိုင်ပြီးဝင်ရောက်ရွေးချယ်ခံလို့ရသလား ဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဒုံမူပွဲစီဘယ်မှာလဲခင်ဗျားတို့ပြောနေတဲ့ဆက်ပဲဘယ်မှာလဲကိုပြင်းနေကိုအုပ်ချုပ်ခင်ရပေါ့ကိုပြင်းနေကိုအုပ်ချုပ်ခင်ရဆိုရဖို့ဆိုပြီးတော့တုံညာနေမယ်လို့လက်နက်ကိုင်နေရှင်နေခင်ဗျားတို့မရှောက်ဘူးလားဒီအညူကနော်အားမစောင်းနေတာမြန်လေဒီအညူနဲ့ရင်ဖြစ်ချအောင်ဆောင်မယ်ကိုတူလေးအာမီဆိုပြီးခွဲထွက်တဲ့ကကျမတို့ပြောခဲ့တယ်ဒါကိုတူလေးနိုင်ငံတော်တည်ဆောင်မှာနော်ကိုတူလေးနိုင်ငံတော်တည်ဆောင်မှုအခုမှတို့နိုင်ငံအိမ်မက်တာမဟုတ်ဘူးကျမတို့မြန်မာနိုင်ငံကျမတို့တိုင်းရင်းသားတွေအားလုံးကအင်္ဂလိပ်လက်အောက်ကနေရုံးချပြီးမြန်မာပြည်လွတ်လပ်ရအောင်တိုးပန်းစဉ်အချိန်ကာလတွေက ကြောက်ကြီးအုံးပင်စုရွာတွင်အထိုင်ချထားသောစစ်ကောင်စီတပ်သားများကို ဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဖက်မှ၈ဦးသေဆုံးပြီးလက်နက်ခဲယံများတိမ့်ဆေးရရှိဘက်ခူတိုင်းကြောက်ကြီးမြို့နယ်အုံးပင်စုရွာတွင်အထိုင်ချထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဖက်မှ၈ဦးသေဆုံးပြီးလက်နက်ခဲယံများတိမ့်ဆေးရရှိခဲ့ကြောင်းအထူးကွန်မန်ဒိုတရင်29914မှတာဝန်ရှိသူတအူကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ဇွန်လ6ရက်နေ့တွင်ကြောက်ကြီးမြို့နယ်အုံပင်စုရွာတွင်အထိုင်ချတဆွဲထားသောလူရင်းလာရာကီရင်ဂျာတက်ကီရင်ဂျာတက်ကအင်္ဂလိပ်ကျောင်းဘုံမှာဆက်နေပြီးတော့ကော်တူးလေးနိုင်ငံတော်တည်ထောင်ခြင်းလေတာဗမာတွေကကျမတို့မြန်မာတွေကလွတ်လပ်ရေးကြိုးပမ်းခဲ့ပေမဲ့သူတို့ဟာကျောင်းပေါ်မှာဆက်နေပြီးကတော့လွတ်လပ်နိုင်တာကျွန်တော်တို့လုပ်ခဲ့တာဖြစ်တယ်။သူတို့ဒါကြောင့်လည်းပဲကျမတို့မြန်မာနိုင်ငံမှာလွတ်လပ်ရေးရတယ်။လွတ်လပ်ရေးရပြီးရက်တရာအတွင်းမှာ KNU ကလုပ်နေ ကော်တိုးလေနိုင်ငံတော်ဆိုပြီးကျင်းရတယ်။သူတို့ကျင်းရတဲ့ကော်တိုးလေနိုင်ငံတော်ကဘဲထိပါလေ။တော့ဆုံးကျင်းမဲတိုင်ခဲ့တဲ့တော့ဆုံးကျင်းဝင်ရောက်ပြီးရွေးချယ်ခံပေးတဲ့ရန်ကုန်တိုင်းကကောင်းမှုထိပါလေ။ကောင်းမှုတို့ကွန်ချန်ကုန်းတို့အထိကောင်းမှုတို့ကွန်ချန်ကုန်းတို့အထိကျင်းရယူကသူတို့ကော်တိုးလေနိုင်ငံတော်ဆိုပြီးကျင်းရတယ်။ဒါကြောင့်မို့ဒီပြည်နယ်ထဲမှာရှိတဲ့ဖာစာပါလာဆိုရအောင်ကနိုင်ငံဝင်တွေကိုနှုတ်ခတ်ပေးပါ။ခတ်ခွာပေးပါဒီပြည်နယ်ဟာကျွန်တော်တို့ကော်တိုးလေနိုင်ငံတော်မှာပါရဲဆိုပြီးတော့အဲ့ဒီလိုခွေးပါပါထဲတာဖြစ်တယ်။ တမိုင်းစင်စမာရတို့ဒီလိုစူးစမ်းခဲ့တာနော်အခုမှထားပြီးကိုသူတွေနိုင်ငံတော်လောက်ခံမှုမြန်မာပြည်လွတ်လပ်ရေးမရခင်ရောလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတို့အဲ့ဒီကိုစူးစမ်းခဲ့တယ်ခင်းဆက်ဆက်တမတော်ရဲ့နော်အရာပြီးွားတယ်ဆိုင်းပြီးွားတယ်တမတော်ရဲ့ကျိုးပန်းမှုအောက်ချောင်လာတို့တွေကခေါင်းမထောင်နိုင်ခဲ့တာဖြစ်တယ်နော်အများစုကပါပြောလေဘိုးချုပ်အောင်ဆန်းကဒီပင်လုံစာချုပ်မှာမြန်မာပြည်မှာလွတ်လပ်ရေးရပြီဆယ်နှစ်ကြာဆယ်နှစ်ကြာလို့ရှိရင်ခွဋ်ထက်ခွင့်ပေးမယ်လို့ခင်ဗျားပေးခဲ့တယ်ဒါပေမဲ့နေဝင်အစိုးရကဆရာနာရှင်တွေကနော်မပေးခင်ဘူးဆိုပြီးတော့ခင်ဗျားတို့ကလူပေးစကားတွေနဲ့သူများစကားမှာလမ်းဆုံးပြီးတော့လမ်းပေးစကားတွေပြောကြတယ်နံပါတ်1ရိုးရိုးရှင်းရှင်းပြောမယ်ကဲဒီပင်လုံစာချုပ်ဆိုတာက ကမာရီကလူမျိုးကြီးဝါဒနဲ့တိုင်းရင်းသားတွေကိုဖိနှိပ်နေလို့တိုင်းရင်းသားတွေနဲ့နာနေတဲ့အတွက်တိုင်းရင်းသားအခွင့်အရေးအတွက်ဆွေးနွေးနေတဲ့စာချုပ်မဟုတ်ဘူး။ရှင်းတယ်နော်။ပင်လုံစာချုပ်ဆိုတာကငါတို့မြန်မာနိုင်ငံကြီးလူတွေရပြီးွားလို့ရှိဘူး။ငါတို့မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံတော်ကြီးတည်ထောင်မယ်၊ဖက်ဒရယ်နိုင်ငံတော်ကြီးတည်ထောင်မယ်၊ဘလို့စနစ်နဲ့တောင်းမယ်၊ဘလို့မူဝါဒနဲ့တောင်းမယ်ဆိုပြီးဆွေးနွေးနေတဲ့စာချုပ်မဟုတ်ဘူး။ရှင်းတယ်နော်။ 他不，水牛在啥都里。马肉嘛，马奈么嘛，马肉是马奈么嘛。干啥哩呢？他妈哩呢？白露不包米咯。鸡毛哩掉哩呢？白露不包米。鸡哩咖啡哩掉哩呢？猪肉不包白露。水牛牛牛木有么嘞？受不了。水牛在沙洲大片嘞。可能阿罗地全部都包白露嘞。拿我的钱，哎，槟榔沙洲嘛，前面嘞装修，槟榔啥洲嘛，前面嘞装修。他表妹，槟榔沙洲嘛，半夜前面嘞，前面嘞装修，一夜都不一夜，都不买他家那片嘞。 နောက်ဆယ်နှစ်ကြာမှခွဲထုတ်ခွင့်ပေးမယ်ဆိုတာကလည်းနောက်ဆယ်နှစ်ကြာဆိုတာလည်းနောက်ငယ်ဒါဟာနိုင်ငံရေးရဗိုလ်ချုပ်ဟာနိုင်ငံရေးဒီကွယ်နိုင်ငံရေးပေးလို့ခဲ့တယ်တကယ်လို့နောက်ဆယ်နှစ်ကြာလို့မှဒီကျွန်တော်တို့ဘာသာဘာသာဆွေးရအရှိမအုပ်ကိုခန့်ခွဲမှုအုပ်ချုပ်မှုခဏလို့မကြိုက်ဘူးဆိုလို့ရှိရင်အခုယာယီတတ်မှတ်ထားတဲ့ကင်းပြင်းတွေကအဲ့ဒီဒေသမှာမူတည်တဲ့နေထိုင်တဲ့တိုင်းရင်းသားတွေရဲ့နေနေခံပြီးတော့လူတို့ရဲ့သဘောထားစစ်တမ်းကိုကောက်ယူပြီးကင်းပြင်းတွေဖြစ်ပြန်လေဖွဲ့စည်းဖို့ ချင်းပြည်နယ်လို့ယာယီသဘောတရားရဘေလိုစာချုပ်မှာသတ်မှတ်ထားတဲ့နေမီဝင်းဝင်းမှာတီတီရှိတဲ့ဒေသခံတိုင်းရင်းသားတွေရဲ့စစ်တပ်သဘောထားစစ်တပ်ကောက်ယူပြီးချင်းပြည်နယ်ပြန်လည်ခွဲစည်းပို့တာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီဘေလိုစာချုပ်မှာပါတဲ့ကရင်ပြည်နယ်ရဲ့အကြံဝန်းချက်လက်ရှိကော်တူးလေအာမီဆိုပြီးကရင်ကရင်လူကကရင်တဘုံကရင်အကြံဖက်တောင်းချမ်းလူကရင်လူကလောက်တဲ့မကော်တူးလေနိုင်ငံတော်ရဲ့အကြံဝန်းကပုံများနေတယ်။ပင်လုံစာချုပ်မှာပါတဲ့ကရင်ပြည်နယ်ရဲ့အကြံဝန်းချက်အခုကော်တူးလေနိုင်ငံတော်ဆိုတဲ့အကြံဝန်းက၃၄စာကျင့်နေတယ်ဘယ်သူမှမဟုတ်ဘူးလို့ညင်းချက်တယ်။ ခနာတို့ဒီမိုကရေစီတို့ဖက်ဒရယ်တို့တိုင်းရင်းသားရေးတို့ကိုယ့်ပြည်နယ်ကိုအထုတ်ခွင့်ရဖို့ဆိုတာလူပိန်းကြိုက်တယ်နဲ့လူကြားကောင်းကတ်လိုင်းကကြက်ပြောနေတာဖြစ်တယ်။ကတ်လိုင်းကကြက်ပြောနေကြတာဖြစ်တယ်။ဆိုတော့ဒီလိုမျိုးတရားသူပေါ်မှာသဘောထားမမှန်ဘူးကိုယ့်ပြည်လူလူပေါ်မှာလည်းသဘောထားမမှန်ဘူးเนาะတို့တို့ဖက်ဒရယ်နဲ့ဒီမိုကရေစီနိုင်ငံတို့တိထောင်မယ်ပြောပြီးမယ်ကျွန်တော်တို့ဟာရွေးကောက်ပွဲနဲ့ကျင်းပပြီးတော့မဲပေါင်းထောင်ပြီးဒီမိုကရေစီနည်းလမ်းကြဒေသခံပြည်သူတွေဟုတ်မလားကရင်ယူရဲ့ကောင်းတို့နဲ့နိုင်ငံတော်တွေမှာတထုံခံရပါတယ်မုန်းပြင်းနေဒါဆိုရင်အဲ့ဒီမုန်းနေရောတို့ပြည်နယ်ကိုမုန်းနေရဲ့ပြည်နယ် 这个为节目前来讲话的某某某的节目，给俺等一段路线，那看到了，那么看不术路线，哎 <noise>，跟一句那么看两黄大仙那里，那那看那节目不录，不懂阿妈看节目不难，以我看苗族啊，喏，看苗族啊，嘛阿拉表姐也必要说的快欧那里，看苗族也漂欧那里呢，在家活的那么漂亮。